တရားဖမ်းဆီးခံထားရတဲ့တောင်သူလယ်သမားတွေကိုလွှတ်ပေးဖို့နဲ့တောင်သူလယ်သမားတွေကိုချင်းချောက်ဖမ်းဆီးတရားဆွဲဆိုနေမှုတွေကိုချက်ချင်းရပ်ဆိုင်ပေးဖို့ဒေသအသီးသီးကတောင်သူလယ်သမားကိုယ်စားလှယ်တွေကတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။ ော်တိုဘာလ22ရက်နေ့ကနေ24ရက်နေ့ထိ3ရက်ကြာပြုလုပ်ခဲ့တဲ့ပြောင်သူတိုင်းရင်သားတောင်သူလယ်သမားဂျိုညီလာကံမှာတက်ရောက်လာတဲ့နိုင်ငံတော်ဝန်ကလယ်သမားကိုစလဲရီကတညီတညွတ်ထဲတောင်းဆိုခဲ့ကြတာပါဒေသတည်တည်မှာလယ်ယာဉ်မြေဆုံးရှုံးနေကြသူတွေကိုယ်လယ်မြေအတွက်ဖမ်းဆီးထောင်ချခံနေရတဲ့လယ်သမားတွေရဲ့အတန်းတွေစူးစီးထွက်ပေါ်လာဖို့အတွက်ဂျီညီလာကံကိုလှုပ်ခဲ့တာကို Limited National Democratic Organization ကဒုတိယဥက္ကဋ္ဌဒေါက်တာစောမင်းကအခုလိုပြောပါတယ်။ဘာဖြစ်သလဲဆိုတော့နိုင်ငံတော်လို့ပြောလိုက်ရင်အာဒီမှာတက်ပြီးအုပ်ချုပ်နေတဲ့အစိုးရပဲသူ့ပြည်သူနိုင်ငံတော်လို့ဆိုတော့ပြည်သူတွေကသူ့နိုင်ငံတော်လို့မဟုတ်ဘူးလို့ပြောကြတယ်။အဲနိုင်ငံတော်ဆိုတာပြည်သူပဲ။အဲတော့ကိုယ့်ကိုအဲတော့နိုင်ငံတော်ကပိုင်တယ်ဆိုတော့ယင်အစိုးရကပိုင်တယ်လို့ပဲထင်ပြီးတော့ဟုတ်လားအခုဒီဘက်နောက်ပိုင်းဆိုကိုဆိုးလာတယ်။မြေသိမ်းရာသိမ်းသိမ်းပြစ်လိုက်ကြတယ် เนาะအဲ့ဒါနိုင်ငံတော်ကနေပြီးတော့တိမ့်တယ်နောက်တစ်ခါကျတော့ဥပိုင်ကတိမ့်တယ်နောက်တစ်ခါကျတော့အဲ့ဒီအားနေတစ်စစ်ခုနီလက်ထက်ရောက်အဲ့ဒီအပိုက်ကိုဒီရေးမြေ constitution နဲ့မှာပါတဲ့ရေးမြေလေးတောတောင်တဘာဝเนาะမြန်မာရဲ့ဟောနယ်နိမိတ်ဒီအားလုံးထဲမှာရှိတဲ့ပစ္စည်းတွေเนาะဒီဗမ်ဒီထဲမှာနေတဲ့เนาะပြည်တော်စုတိုင်းရင်းသာเนาะလူတောင်သူလေသမားတွေကအားလုံးကအပိုင်ဖြစ်သည်ဆိုတဲ့ clause ကိုထည့်ကြ အဲ့ gloss ကိုထဲဖို့လို့ဆိုတာလွတ်တော်မှာထဲရမယ်လွတ်တော်တဲ့ဟိုဒီ gloss ကိုရောက်သွားဖို့လို့ဆိုလို့ရှိရင်တို့ကအတန်တန်ထုတ်ပြရမယ်အဲ့ဒီအတန်ကဘယ်သူရဲ့အင်အားကြီးမားတဲ့အတန်ဖြစ်ရမယ်ဒါကြောင့်မလို့တောင်းတလဲမားတွေပတ်သက်တဲ့နော်ဘိုးစားလေးတစ်ခုပေါ့ဟောဟောအော်ဟိုအဖွဲစီလေးတစ်ခုဖြစ်နေအခုလောလောဆယ်ဟာမြေသိမ်းရသိမ်းကိုဝင်းမီလုံနေရတဲ့အဖွဲစီတွေအများကြီးပဲရှိတယ် အဲ့ဒီအဖွဲ့အစည်းတွေကသူဟာသူသူဟာသူသူဟာသူလုံနေကြတာပဲအရှိုးရှိုးလုံနေကြတာပဲအဲ့ဒါသူက localize ပဲဖြစ်တယ် localize ဆိုတာဒေသန္တရအလိုက်မှာပဲဖြစ်တယ်တနိုင်ငံလုံးမလွှမ်းချုံအဲ့တော့သူကတနိုင်ငံလုံးလွှမ်းချုံအောင်လို့ဆိုပြီးတော့ဒီအဖွဲ့ဒီရာကိုစူးစမ်းပြီးလှုပ်ဆောင်လုပ်တာဖြစ်တယ်အဲ့ဒီညီလာကမှာတက်ရောက်လာသူတွေကတောင်းဆိုချက်၄ချက်သဘောထားထုတ်ပြန်ချက်၅ချက်နဲ့ရှေ့ဆက်လုပ်ငန်းစဉ်၄ချက်တို့ကိုထုတ်ပြန်တာကိုအားလုံးကသဘောတူခဲ့ကြပါတယ် တောင်းဆိုချက်လေးချက်မှာမတရားဖန်စီထိန်သိမ်းခံထားရတဲ့တောင်းသူလက်သမားတွေတောင်းသူလက်သမားကြီးဆောင်ရွက်သူတွေအလုပ်သမားတွေနဲ့ကျောင်းသားတွေကိုထရိန်ချက်မရှိလွတ်ပေးဖို့ဘိုးဘွားမြေယာပိုင်ဆိုင်မှုကိုအတိမတ်ပြုဖို့နဲ့မတရားသိမ်းဆီးခံထားရတဲ့လေယာဉ်မင်းနဲ့တခြားမြေတွေကိုမူလတမတ်ဥချပိုင်ရှင်လက်ကိုထရိန်ချက်မရှိပြန်ပေးဖို့တွေကိုတောင်းဆိုခဲ့ပါတယ်။ဒါ့အပြင်တောင်းသူလက်သမားတွေကိုရာဇဝတ်မှုပုံမှန်အမျိုးမျိုးတက်ပြီးချင်းချောက်ဖန်စီတရားစွဲထောင်ချတာတွေကိုချက်ချင်းရပ်ဆိုင်ပေးဖို့နဲ့ 2010ရွေးကောက်ပွဲကတက်ရောက်လာတဲ့လွတ်တော်ကပြဋ္ဌာန်းခဲ့တဲ့လေယာဉ်မြေဥပဒေတွေဟာဒေသမားတွေအတွက်နစ်နာစေလို့ပြင်ဆင်ပေးဖို့တွေကိုလည်းတောင်းဆိုခဲ့ပါတယ်။ဒါ့အပြင်2012ခုနှစ်လေယာဉ်မြေဥပဒေရဲ့အားနည်းချက်လေယာဉ်မြေတွေကိုပြန်ပေးပေမဲ့မူလပိုင်ရှင်တွေထံမရောက်ရှိတာနဲ့ပတ်သက်ပြီးလည်းပြည်ခရိုင်ဒေသမားကွန်ရက်ကဦးကျော်စန်းကလည်းအခုလိုပြောပါတယ်။ကျွန်တော်တို့စာရန်တင်ထားပါတယ်။ကျွန်တော်တို့ဒီပြည်ခရိုင်ပေါ့နော်။အော်ကျွန်တော်တို့လေသမားကျွန်တော်တို့ ကွန်ရက်ကလေးကနေတင်ထားတယ်ပေါ့တင်တဲ့အခါမှာဘာလို့တင်ထားလဲအဓိကတော့ဒီ2012ခုနှစ်လေယာဉ်မြေဥရင်နဲ့ပတ်သက်တာတွေတင်ထားတယ်အဲဒီမှာအားနဲ့ကြအားသာကြသေးတယ်ပေါ့နော်နောက်တစ်ခုကလေယာဉ်မြေတွေတပ်ပိုင်တွေပြန်ပေးတယ်ပြောတယ်ဒါပြင်းနဲ့မူလရဲ့လက်ငုပ်တွေမရဘူးဖြစ်နေတယ်ပြန်တော့ပေးတယ်လှုပ်ရှားလို့ရတရားမှမိုင်ဆန်မှုမရှိအဲဒီအပိုင်းတွေပေါ့နော်အားနဲ့ကြကလေးတွေပေါ့ဒါကိုကျွန်တော်တို့ဒီပြောမယ်ဆိုရင်ကဘာတိတယ်ဒီလိုမျိုးအမှတ်ကကြီးပေါ်ပေါက်ပြီးတော့ပြည်တော်စုလွတ်တော်နဲ့ပြည်တော်စုအစိုးရကိုဒဏ်လူညီတိုင်း လုံနိုင်ဖို့ကျွန်တော်အကြံပြုထားပါတယ်။ကျင်းပခဲ့တဲ့ညီလာခံမှာနိုင်ငံတဝန်းလုံးရှိဒေသမတူတစ်ခုလုံးနဲ့တက်ဆိုင်တဲ့တမကတစ်ခုပေါ်ထွက်လာဖို့ဒေသမတူကိုအမှန်တကယ်အကျိုးပြုမဲ့ဥပဒေတစ်ခုပေါ်ထွက်လာဖို့တွေကိုအဓိကဆွေးနွေးခဲ့ကြပါတယ်။အချို့ညီလာခံကိုနိုင်ငံတဝန်းလုံးကတောင်သူလယ်သမားအဖွဲ့အစည်းတွေအရက်ဖက်အဖွဲ့အစည်းတွေ90ခန့်လာရောက်ခဲ့ပြီးဆွေးနွေးသူနဲ့လေလာသူ200လောက်တက်ရောက်ခဲ့ကြပါတယ်။